တောင်ကိုရီးယားကညံရီတု AI အတွက်ဘတ်ဂျက်သုံးစတိုးသုံးမှာဖြစ်ပြီး6နှစ်အတွင်းနိုင်ငံရဲ့ကာကွယ်ရေးအသုံးစရိတ်ကိုလည်းအများဆုံးသုံးစွဲမယ်လို့နိုဝင်ဘာ4ရက်မှာသမ္မတလီဂျင်မြောင်ကနှစ်စဉ်ပါလီမန်ကိုပြောကြားတဲ့ဘတ်ဂျက်ဆိုင်ရာမေးခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုတရုတ်တို့နဲ့အတူကမ္ဘာရဲ့ AI ထိပ်သီးအင်အားကြီးသုံးနိုင်ငံထဲမှာတောင်ကိုရီးယားပါဝင်လာစေဖို့ရည်ရွယ်ပြီးကြီးမားတဲ့အပြောင်းလဲတွေအတွက်ဝန်ငွေ10.1 trillion အမေရိကန်ဒေါ်လာ9ဘီလီယံသုံးစွဲမယ်လို့လီကပြောပါတယ်။ ကျွန်တော်တို့က AI ခက်ကိုနေရာပေးဖို့ရင်းနှီးမြှုပ်နှံတာတွေကိုတိတိတသားတိုးချဲ့သွားမှာဖြစ်ပါတယ်လို့၎င်းကပြောပါတယ်အခုသုံးဆွဲဖို့ရထားတဲ့ပမာဏဟာလက်ရှိနှစ်ရဲ့ AI နဲ့ဆက်ဆက်နေတဲ့ budget ပမာဏထက်၃ဆကျော်ပိုများတယ်လို့ဆိုပါရယ်၂၀26ခုနှစ်အတွက်သူ့ရဲ့အစိုးရအဖွဲ့အသုံးစရိတ်အစီအမံတွေကိုတင်ပြရမှာသမရလီကအထပ်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ် budget တစ်ခုလုံးဟာ1.928 trillion ရှိတာကြောင့်2025 budget ထက်၈တသမ၁ဆပိုများပါရယ် ဘတ်ဂျက်အဆိုပြုချက်ကိုလွှတ်တော်ကအတည်ပြုပေးဖို့လိုအပ်နေပါတယ်ကောင်ဝေးအတွက်အစိုးရက2025ဘတ်ဂျက်ထက်8.2ဆဒိုးဘီသုံးဆွဲဖို့ရထားတာကြောင့်2026ခုနှစ်အတွက်ကောင်ဝေးအသုံးစရိတ်ဟာ166.3ထရီလီယံရှိမယ်လို့သမ္မတလီဂျီမြောင်ကပြောပါရယ်ကျွန်တော်တို့ဟာကျွန်တော်ရဲ့စစ်တပ်ကိုထိတ်တန့်စမတ်တပ်ဖွဲ့အဖြစ်လင်းလင်းမြန်းမြန်းအသွင်ပြောင်းဖို့တမယ်ရိုးကြလက်နက်စနစ်တွေကို AI ခေတ်အတွက်တင့်တော်တဲ့နောက်ဆုံးပေါ်စနစ်တွေအဖြစ်ပြောင်းလဲပြရပါလိမ့်မယ်လို့လီကပြောပါရယ် 2026ခုနှစ်ရဲ့ AI ဘတ်ဂျက်1.6 trillion ကိုစက်မှုလုပ်ငန်းနှင်းစဉ်ဘဝအစိုးရကဏ္ဍတို့မှာ AI စတင်အသုံးပြုရမှာမြှုပ်နှံသွားမှာဖြစ်ပြီး1.5 trillion ကို AI အရေးချင်းရှိသူများဖွံ့ဖြိုးရေးနဲ့အခြေခံအဆောက်အအုံတည်ဆောက်ခြင်းတွေမှာအသုံးပြုမယ်လို့လီကပြောကြားခဲ့ပါတယ်။